င်္ဂန်တစ်ဖက်လည်းလုပ်နေတာဖြစ်တယ်ပေါ့နော်ဝန်ထမ်းလည်းဖြစ်တယ်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တယ်ဆိုတဲ့အခါမှာကဲဒီနှစ်ခုနဲ့ဒီနှစ်ခုပေါ့နော်ဝန်ထမ်းရေးဘဝရေးစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ဟိုမေမေတယောက်ရဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့ခေါင်းစီအောက်မှာပေါ့နော်ဆိုတော့ဘာဒီဝင်ညပေးချင်လဲဆိုတာညီမလေးကိုလည်းအချိန်ပေးချင်ပါတယ်လို့ဟုတ်ကဲ့ပါအမရဲ့ဒီစတိုရီလေးကိုကြားရတာအရင်ခွန်အားရပါတယ်လို့အတချို့တွေဆိုလို့ရှိရင်ပေါ့နော်များသောအားဖြင့်ကျမတို့ရဲ့ဒီအာ မျိုးသမီးတွေပေါ့မိဘတွေဆိုလို့ရှိရင်အရင်တော့ကတော့အလုပ်တွေလုပ်ကြတဲ့အမေတွေဆိုအလုပ်တွေလုပ်ကြတဲ့သားသမီးတွေရလာတဲ့ခါမှာကိုယ့်ရဲ့သားသမီးကိုလည်းကိုကပြုစုစောက်ရှောက်ရမယ်အချိန်ပေးရမယ်အထူးသဖြင့်အမေတွေကအလုပ်တွေကိုအာထားခဲ့ပြီးတော့မှသားသမီးကိုပဲအချိန်ပေးရတဲ့အခါမှာတချို့ကြတော့လေအမကကခံစားရတယ်လို့ပေါ့နော်အလုပ်လုပ်နေတာကနေပြီးမှကိုက အာတာသမီတွေနဲ့ပဲအိမ်မှာပဲနေလိုက်တဲ့ခါကျတော့ဝင်ဝင်မရတော့တဲ့အာခံစားချက်ကိုခံစားရတဲ့ခါမှာတော့တကယ်ပဲကျမလည်းအရင်တော့ကအဲ့လိုမျိုးခံစားခဲ့ရတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကိုကပုံမှန်အလုံးလုံးနေတဲ့ဝင်ဝင်ရှိနေတဲ့လူတစ်ယောက်ကနေပြီးမှလုံးဝဝင်ဝင်မရှိတော့တဲ့လူတစ်ယောက်ဖြစ်သွားတဲ့ခါမှာဒီရဲ့ feeling ကတော့တကယ်ပဲစိတ်တက်လေအရန်ကြစေတယ်။အော်ကိုယ်ကတံပိုးမရှိတော့တဲ့လူတယောက်လူလူအာအတိတ်ပဲမရှိတော့တဲ့အတ္တတာဖြစ်နေတဲ့လူလူပေါ့နော်အယံကိုခံစားပြီးတော့ depression တွေကြားတဲ့ဟာမျိုးတွေလည်းခံစားရတယ်ပေါ့နေ ဒီလိုမျိုးမိမတွေလည်းအမေတွေလည်းရှိလိမ့်မယ်လို့လည်းကျမလည်းမျှော်လင့်ပါတယ်။ဒီအမေတွေဆိုလို့ရှိရင်ဒီလိုမျိုးအခုအမပြောတဲ့စကားလေးတွေကျမတို့အခု live လေးအဖြစ်အသက်တာမှာတခုခုတိဆောက်စရာရလိမ့်မယ်။အမျှော်လင့်ချက်လေးတွေတခုခုဖြစ်လာလိမ့်မယ်လို့လည်းကျမတို့ယုံကြည်ပါတယ်လို့ဘာဖြစ်လို့ဆိုတော့ကျမတို့ဒီလုပ်ငန်းဟာဆိုလို့ရှိရင်ခုနအမပြောသလိုပဲတီးတန့်ကြီးကွန်ပျူတာမှာထိုင်ပြီးတော့ကျမတို့လုပ်နေစရာလည်းမလိုဘူး။ ကျမတို့ဒီမှာမိသားစုနဲ့တွားရင်လိုင်းရင်နဲ့အခုဆိုလို့ရှိရင်အမဆိုလို့ရှိရင်တားတွေနဲ့သမီးတွေနဲ့ဘေးနားမှာနေရင်နဲ့စကားပြောရင်စကားပြောရင်နဲ့သူတို့နဲ့အတူတူနေရင်နဲ့ကျမတို့ live တွေတွေလုပ်လို့ရတာဖြစ်တယ်ကျမတို့ရဲ့လုပ်ငန်းအကြောင်းကို sharing လုပ်ရင်းနဲ့ကျမတို့ဒီဟာကနေပြီးတော့ကျမတို့ဒါအလုပ်လုပ်နေတာဖြစ်တယ်ကျမတို့ဝင်ငွေရရှိနေတာဝင်ငွေတွေကိုဖန်တီးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကတီးတန့်ကြီးအချိန်ပေးပြီးတော့ကွန်ပျူတာကြီးမှာထိုင်ပြီးလုပ်နေရတာမျိုးမဟုတ်ပဲနဲ့ကျမတို့ကကိုမိသားစုနဲ့ကိုနေနေရင်းနဲ့ကိုကျမတို့ကဝင်ငွေဖန်တီးလို့ရတဲ့အတွက်ကြောင့်မို့လို့ အာဘာမှအလုံးမရှိဘူးဆိုတဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့ကိုကတကယ်ပဲတာမန်အလုံးမျိုးတော့မဟုတ်တော့ဘဲနဲ့ကျမတို့ကတကယ် own boss ပေါ့နော်ကျမတို့ကတကယ်ကိုယ့်ရဲ့လုပ်ငန်းရှင်အာတကယ်လုပ်ငန်းကိုဥဆောင်တဲ့လူတစ်ယောက်ပေါ့နော်ကိုယ့်ရဲ့ own business ပေါ့နော်အဲ့လိုမျိုးလူတစ်ယောက်ဖြစ်တောင်မှကျမတို့ကဖြစ်နေတဲ့အတိတ်ပဲပေါ့နော်အဲ့လိုမျိုးပေါ့တာမန်ဒီလိုမျိုးကျမတို့အလုပ်သွားတယ် ပြန်လာတယ်ဒီဟာကကျမတို့ကဒါ physically ကျမတို့အလုပ်သွားလုပ်တယ်ပြီးမှပြန်လာတဲ့အခါမှာဒီဟာကလည်းကျမတို့အတွက်ရေရှည်ဘယ်လောက်ထိလုံနိုင်မလဲကျမတို့မသိဘူးလေနော်ဒါကတော့ကိုကသွားမှအဆန်ရတဲ့အလုပ်မျိုးလေဆိုတော့ဒါ physically ကိုကအလုပ်လုံးမှရတဲ့ဟာမျိုးဆိုတော့လေရေရှည်ဘယ်လောက်ထိလုံနိုင်မလဲကျမဆိုလို့ရှိရင်လေကျမကင်နာကားထဲမှာ full time နဲ့ကျမအလုပ်လုပ်တယ်ဒီဟာဆိုလို့ရှိရင်ကျမအသက်69နှစ်ထိကျမလုံမှသာကျမကဒီပင်စင်လာစာကိုကျမခံစားရမှာဖြစ်တယ်ဒါကလည်းကျမကဖျားခင်ကကျမကို 搞只 baby 咯，再嘛只，阿弟话呢，怎么老奶奶送伊喏？来怎么超市困难呢？睇到怎么老奶奶嘛？不喏，他变咩路？ 68နှစ်ဆိုတာအရန်ကိုဘယ်လိုပြောမလဲကျမတို့ဗမာပြည်အသွေးခေါ်နေဆိုလို့ရှိရင်အရန်ကိုကြီးပြီပေါ့နော်60ဆိုလို့ရှိရင်ကျမတို့ပင်စင်ယူကြပြီလေဗမာပြည်မှာဆိုလို့ရှိရင်ဒါမဲ့လို့ဒီမှာဩစတြေးလျမှာဒီနိုင်ငံသားမှာကတော့တို့ကတော့68နှစ်ထိတတ်မှတ်ထားတဲ့အခါကျတော့ဘာဖြစ်ကျမတို့ပင်စင်လားစာထိမျော်လင့်နေဆိုလို့ရှိရင်နော်အဲ့အသက်ရွယ်ထိကျမတို့လုံးဝမှာဖြစ်တယ်ဆိုတော့ကျမလည်းဒီလောက်ထိကျမမလုံးနိုင်ဘူးဘာဖြစ်လို့ဆို full time နဲ့လုပ်တဲ့အခါမှာကျမသားသမီးတွေကိုလည်းကျမအချိန်မပေးနိုင်တော့တဲ့ဟာဒီလေအများကြီးရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမကဘာဖြစ်ဖြစ်အာသားသမီး မီးတွေနဲ့လည်းတူတူနေရင်းနဲ့သားသမီးတွေကိုထိန်းချောင်းရင်းနဲ့ဒီမှာ ဝင်ငွေရဝင်ငွေရှာလို့ရမယ့်လုပ်ငန်းကိုကျွန်မဒီလုပ်ငန်းကိုကျွန်မတွေ့တဲ့အခါမှာတော့တကယ်ပဲကျွန်မရဲ့အသက်တာမှာလည်းပြောင်းလဲမှုတွေဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်မ full time နဲ့ကျွန်မအလုပ်သွားတယ်။လုပ်သွားတယ်ပြန်အလုပ်မှာဆိုတာကဒီသူများရဲ့လက်အောက်မှာလုပ်ရတဲ့အလုပ်ဆိုတာ safety ပစ္စည်းမှုတွေလည်းအများကြီးရှိတယ်။ပြီးတော့သူများရဲ့ဒီ boss တွေရဲ့မျက်နှာကိုလည်းကြည့်ရတယ်။ကိုယ့်ရဲ့လုပ်ဖို့ကင်ဖတ်တွေရဲ့မျက်နှာတွေလည်းကြည့်ပြီးမှအလုပ်လုပ်ရတဲ့အခါကျတော့အနည်းနဲ့အများတော့ stress တွေရှိတယ်။ safety ပစ္စည်းမှုတွေကျွန်မရှိတယ်။ဆိုတဲ့အခါကျတော့ဒီအလုပ်ကိုကျွန်မအိမ်ပြန်လာပြီးတော့ကျွန်မဒီ digital digital business အလုပ်ကိုကျမတဏှာကြီးလေးပဲဖြစ်ဖြစ်ကျမ online မှာ live talk လုပ်တာပဲဖြစ်ဖြစ်ကျမ sharing လုပ်တဲ့ဟာလေးတွေပဲဖြစ်ဖြစ်ပြောလိုက်တဲ့အခါမှာကိုကဘယ်လိုခံစားရလဲငါတကယ့် own boss เนาะကျမကဒါဒီလုပ်ငန်းကကျမရဲ့လုပ်ငန်းကိုပိုင်လုပ်ငန်းဖြစ်တယ်ကျမကြိုက်တဲ့ schedule နဲ့လုပ်လို့ရတယ်ကျမ5မိနစ်ပြောမလား topic ကျမ15မိနစ်ပြောမလားဒါမှမဟုတ်နိုင်ဘောပြောမလားတနင်္လာပြောမလားဒါကျမရဲ့လုပ်ငန်းဖြစ်တဲ့တော့ကျမကြိုက်တဲ့လောက်ပြောလို့ရတယ်ပြီးတော့ကျမရဲ့ page မှာကျမကြိုက်တယ်လို့ကျမ live လုပ်လို့ရတယ်ပြီးတော့ audience တွေကလည်း တေချာကျမဘာပြောပြောနားထောင်မဲ့လူတွေကအစင်းသိမ့်ပဲဒါဘာဖြစ်လို့ဆိုတာကျမတို့ရဲ့ own business ဖြစ်တော့တဲ့ကြောင့်မို့ကျမစိုက်တယ်လို့လုပ်ခွင့်ရတယ်ကျမတခြားအလုပ်မှာကျမတို့ဒီလိုလုပ်လို့မရဘူးလေနော်သူတို့ပြောထားတဲ့အတိုင်းလိုက်နာရတယ်အာအလုတ်ဆိုရင်အလုတ်တိုင်းပဲကျမတို့လုပ်ရတယ်ဆိုတော့ဒီနှစ်ခုကျမလုပ်တဲ့ခါမှာကျမဘယ်ဟာပိုပြောလဲလို့ကျမကိုမေးရတော့ကျမရဲ့ဒီ digital business life ပေါ့နော်ဒီဒီ live ကတော့ကျွန်မအတွက်အပျော်ဆုံးပဲဒီလုပ်ငန်းကိုကျွန်မလုပ်ရတဲ့အချိန်လေးတနာရီပဲဖြစ်နှစ်နာရီပဲဖြစ်ဒီလုပ်ရတဲ့အချိန်ကကျွန်မအတွက်အရန်ကိုပို့ပြီးတော့ပျော်စရာကောင်းတယ်ပေါ့နော်ဆိုတော့တကြောင်မလို့ကျွန်မကဒီအလုပ်မှာ compare လုပ်မယ်ဆိုလို့ရှိရင်တော့ဒီအလုပ်ကိုကျွန်မကတော့အရန်ကိုပျော်တယ်ပြီးတော့ကျွန်မအတွက်လည်းပို့ပြီးတော့ energy တွေပို့ရစေတယ်ဒီအလုပ်လုပ်ခြင်းအပြင်ကျွန်မ energy တွေရလာတဲ့ဟာလည်းကျွန်မရဲ့ဒီ full time အလုပ်အတွက်လည်းကျွန်မကပို့ပြီးတော့အထောက်အကူဖြစ်တာပေါ့နော်ဆိုတော့အခါကျတော့ဒီအလုပ်နှစ်ခုလုံးကကျွန်မအတွက်အရန်ကိုအဆင်ပြေတယ်ပြီးတော့ပြော 나가 အပြင်ထွက်ပြီးအလုံးလုံးမှလည်းမဟုတ်ပဲねကျွန်တော်တို့အိမ်မာနေရင်းနဲ့လည်းလုံးလို့ရတဲ့ဥစ္စာကတကယ်ကိုကျွန်တော်တို့အာသားသမီးတွေကိုကြီးစုစောက်ရှောက်တဲ့မိခင်တွေအတွက်အရန်ကိုကောင်းတဲ့အလုပ်ဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်မကလည်းအာအရန်ကိုသဘောကျတဲ့နှစ်ခုလုံးကျွန်မလုံးလို့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်မကအာအရန်ကိုသဘောကျပြီးလုံးဖြစ်တာဖြစ်တယ်အာတစ်ခုလေးပေါ့နော်ကျွန်မအာအခုတလောကျွန်မဆိုလို့ရှိရင်အပြင်သွားနေတဲ့အခါမှာကျွန်မတစ်ခုလေးတွေ့တာလေးနဲ့ example လေးတစ်ခုလောက်ပြောပြချင်တာဆိုလို့ရှိရင်ကျွန်မတို့လမ်းနေဆိုလို့ရှိရင်အခုဆိုလို့ရှိရင်လူဦးရေတိုးပါလာတဲ့အတွက်ကြောင့်မို့လမ်းနေကျွန်မတို့တိုးချေ ကြတယ်။လမ်းတွေတိုးချဲကြတဲ့ခါကျတော့ဘာဖြစ်လို့တိုးချဲကြလဲဆိုတော့လူဦးရေတွေများလာလို့သွားတဲ့ကားလူအာအရေအတွက်တွေများလာတဲ့အတွက်ကြောင့်မို့သူတို့ကလမ်းတွေတိုးချဲရတာဖြစ်တယ်။အကဲဒါလမ်းတွေမတိုးချဲပဲနဲ့ပုံမှန်အတိုင်းပဲအာလမ်းတွေကိုဒီတိုင်းပဲထားနိုင်မယ်ဆိုလို့ရှိရင်တော့ကျမတို့ကဟိုသွားမဲ့ခရီးကတော့ရောက်တော့ရောက်မှာပဲကျမတို့သွားနဲ့ အချိန်နဲ့ရတယ်တော့ရောက်တော့ရောက်မှာဒါပေမဲ့ဘာဖြစ်လဲဆိုတော့လူဦးရေတွေများလာတဲ့အတွက်ကြောင့်မို့ကားတွေအစည်းရေတွေများလာတဲ့အတွက်ကြောင့်မို့လမ်းကတော့ slow down တော့ဖြစ်သွားတာပေါ့နော်အရင်လိုပုံမှန်15မိနစ်သွားနေရမယ့်ဟာကကျမတို့နိုင်ဝက်လောက်သွားရတယ်ဆိုတဲ့အခါကျအဲ့လိုမျိုးဖြစ်သွားခဲ့ကြသူတို့ကလမ်းတွေကိုတိုးချဲ့လိုက်တိုးချဲ့လိုက်တဲ့အခါမှသာကျမတို့ကမြ мян နဲ့ပုံမှန်အတိုင်းကျမတို့သွားနိုင်မှာဖြစ်တယ်အဲ့လိုပဲကျမတို့ရဲ့ live မှာလည်းကျမတို့ကပုံမှန် ဒီတိုင်းမဲ့နေနေမယ်ဆိုလို့ရှိရင်တော့တနေ့တစ်ချိန်တော့ကျမလည်းအတနေ့တစ်ချိန်မှာတော့ကျမရဲ့ပင်စင်လာစားကတော့ရမှာပဲ။ဘာဖြစ်လို့ဆိုတော့ဒါပုံမှန်လမ်းကြောင်းဖြစ်တဲ့အတွက်ကျမအသူတို့သတ်မှတ်ထားတဲ့အချိန်ထိကျမလုပ်နေမယ်ဆိုရောက်မှာပဲ။ဒါပေမဲ့လို့ကျမကဒီ digital business အလုပ်ကိုပါကျမကတွဲလှုပ်လိုက်တယ်။ဒီလှုပ်လိုက်တဲ့အချိန်မှာတော့နည်းနည်းနဲ့အနည်းနဲ့အများတော့ကျမအချိန်ပေးရတာတွေတော့ရှိတာပေါ့နော်။ဒါပေမဲ့ကျမဒီအချိန်မှာကျမလုံနိုင်သေးတယ်ဆိုတော့ကျမလည်းငယ်သေးတယ်။လုံနိုင်တဲ့အရွယ်ဖြစ်တဲ့အတွက်နည်းနည်းလေးတော့အပြင်းမှန်းခံပြီးတော့ကျမလှုပ်လိုက်တော့အဲ့ဒါကဘာကိုရရှိမလဲဆိုတော့အချိန် တိုလေးတွေ့မှာကျမကဒီ early retirement program ဒါကကျမတို့ရရှိဖို့ရှိတဲ့အတွက်ကြောင့်မို့ဒီအရာရှိတဲ့အတွက်ကြောင့်မို့ကျမကလည်းပို့ပြီးတော့စူးစမ်းပြီးတော့ကျမ shortcut တော့မဟုတ်ပေမဲ့ဒါပေမဲ့ဒီဟာကကိုယ့်ရဲ့စူးစမ်းမှုပေါ်မှာမူတည်ပြီးတော့အမြန်ဆုံးအဲကျမတို့ဒီ retirement ပေါ့နော် early retirement စောစောစီစီအသက်ငယ်ငယ်လေးနဲ့ရနိုင်တဲ့အရာကိုကျမလည်းရွေးချယ်ပြီးလုပ်ခဲ့ဖြစ်တာဖြစ်တယ်လို့ဒါကြောင့်မလို့မိတ်ဆွေတို့ကိုပြောချင်တာတော့ပုံမှန်တိုင်းသွားနေရင်တော့ခီးကတော့ရောက်မှာပါပဲဘာလို့မဆိုရတော့ဒါ plan ထားရင် plan ထားတဲ့အတိုင်းလို့တော့ရောက်မှာဒါပေမဲ့ကြာတာနဲ့အာကြာတယ်ပြီးတော့ဖြည်းဖြည်းလေးနဲ့သွားနေတာတဲ့မြ мян ဆန်းဆန်းနဲ့ ပို့ပြီးမှပန်းနိုင်ကိုရောက်တဲ့ဟာမျိုးတော့ဒါကတော့လူတိုင်းကတော့မြ мян ဆန်ဆန်နဲ့ပန်းနိုင်ကိုရောက်တာတော့လူတိုင်းကတော့လိုချင်တာကြီးပဲဆိုတော့เนาะဒါမိတ်ဆွေတို့ကိုအသဘောအဖြစ်ပေါ့เนาะကျွန်မစဉ်းစားလို့ရအောင်ကျွန်မကအာကျွန်မတွေ့နေရတဲ့အရာလေးနဲ့ကျွန်မကမိတ်ဆွေတို့ sharing လုပ်ချင်းဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကိုကပုံမှန်တိုင်းမဲ့သွားနေမလားဒါမှမဟုတ်သူများထက်ပို့ပြီးတော့မြ мян ဆန်ဆန်လေးနဲ့ reset ကိုလိုချင်သလားကိုလိုချင်တဲ့ပန်းနိုင်ကိုတော့ကိုကိုယ်တိုင်ရွေးချယ်ပြီး live ရှောက်မှသာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကိုကဘလို့ဘဝမျိုးနဲ့အသက်ရှင်ခြင်းလဲကိုရဲ့ရှိတဲ့အချိန်လေးမှာကိုကဘလို့မျိုးလေး ေးနဲ့တံပိုးထားပြီးတော့သွားကျင်တယ်လဲဆိုတာတော့ကိုယ့်ရဲ့ life ဖြစ်တဲ့အတွက်ကြောင့်မို့လို့စဉ်းစားကြပါအချိန်ရှိတဲ့ချိန်လုံနိုင်တဲ့ချိန်မှာတော့ကျမတို့ကအာပို့ပြီးတော့လုပ်ဖို့အတွက်ကျမတိုက်တွန်းချင်ပါတယ်လို့အားကြောင့်မို့လို့အာကျမရဲ့ဒီပြောတဲ့ topic လေးကိုလည်းခွန်အားရကြလိမ့်မယ်ဒီဆောက်ဆက်တစ်ခုခုရရှိမယ်လို့လည်းကျမမျှော်လင့်ပါတယ်လို့ပြောချင်ပါတယ် thank you ပါမကြီး